မင်္ဂလာပါပစ်တိုင်းထောင်မှာကြိုဆိုပါနေရှင်ဆယ်လီအကြောင်းဟုတ်တဲ့ food vlog များကိုတင်ဆက်ပေးမှဖြစ်လို့ channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ရှင်မင်္ဂလာပါဟာအကျွေးအကျွေးဆက်တာအကျွေးဆက်တာကဗျာဒီနေ့လုတ်လေးမအားဖြစ်နေလို့ပါဒီဗီဒီယိုလေးကနေပဲအာ set set promotion လေးကိုပေးမယ်လို့ပြောထားတဲ့ဟာတွေကလေအကျွေးတစ်ခုလို့စိတ်ထဲမှာဖြစ်နေလို့ဒီဗီဒီယိုလေးနဲ့ပဲတင်ပေးလိုက်ပါမယ်ဒီနေ့ကဗျာဒီဒီဗီဒီယိုလေးထဲမှာ ပြထားတယ် item 3မျိုးเนาะကြ བྱ ပြတယ်ကြ བྱ ပြောတဲ့ item 3မျိုးကိုယူရင်တောင်းကထောင်နဲ့ရမယ်နောက်ပြီးတော့ကြ བྱ ပြတဲ့ item 2မျိုးကိုယူရင်လည်းတောင်းကထောင်နဲ့ရမယ်အဲ့တော့ဘာက2မျိုးอ่ะပါလဲ3မျိုးอ่ะပါလဲလေးဆိုတာလေကြ བྱ ပြပြပေးမယ်အဲ့တော့ဒါလေးอ่ะပစ္စည်းရှိတဲ့လောက်ပဲရပါမယ်ကြ བྱ မနေ့ကဖျားရှိခိုးရင်းထဲမှာဟိုကွက်ကူလေးစလေးတင်လိုက်ပြီးတော့ဘာဒီတနေ့ကောင်မအားနေတော့ဟို ် live လည်းမလုပ်ပေးနိုင်ဘူးအဲ့အတွက်ကြောင့်ခင်ဗျာဒီ video လေးနဲ့ပဲတင်ပေးလိုက်တာပါနောက်ပြီးတော့ဒါအားလုံးကိုပြောစေချင်လို့ခင်ဗျာလူကြီးတတ်မှတ်ပြီးတော့နည်းနည်းပဲပေးပါမယ်နော်ပြမှာရှိတဲ့အရေးအတွက်လောက်ကလေးတွေပဲပေးမယ်တခုပဲပြောချင်ပါတယ်အရန်မယွေးပါနဲ့အဆင်ပြေတယ်လို့လေးပဲယူပေးပါဘာလို့လဲဆိုတော့ဒီခစ်ကြီးမှာ၃တဲကို၁၀၀၀ဆိုတာအရန်တန်တဲ့ဈေးနဲ့ပေးထားတာပါအဲ့တော့၃တဲမှာ တစ်ထည့်ကအဆင်ပြေကျမပြေမယ်နှစ်ထည့်အဆင်ပြေနေတယ်ဆိုရင်ယူပေးပါเนาะအဲ့တော့ဒီသုံးထည့်မှာတစ်ထည့်ကအရင်အဆင်ပြေနေပြီတနည်းနှစ်ထည့်လေးကအဆင်မပြေဘူးဆိုလည်းယူပေးပါဘာလို့ဆိုတော့ဒီတစ်ထည့်တဲကိုပဲအဲတောင်း၈000နဲ့တောင်းလောက်တန်တဲ့ဟာကို၃ထည့်ကို၁၈000နဲ့ဆိုတာလှူတဲ့သဘောအနေနဲ့ပေးထားတာပါပေးကျင်လို့ဘာမှလည်းမဟုတ်ပဲနဲ့ကွက်ကိုနေနေဈေးသွားရောက်လဲရောင်းနေရတဲ့ပစ္စည်းတွေ error လည်းမပါဘူး reject လည်းမပါဘူးအစွန်းလည်းမပါဘူးအထင်းလည်းမပါဘူးဘာမှမပါတဲ့ပစ္စည်းတွေကိုတတ်တတ်မဲ့လှူကျင်လို့လှူတာပါအဲ့တော့ကြပါအခုပြမယ်ဒီ style ပန်း ဒီစတိုင်ပန်ကလည်းခါဆိုင်ရှိတလောက်ပဲရပါမယ်အဲ့တော့ဒီစတိုင်ပန်လေးရဲ့ဒီလိုအင်းကြီးလေးရဲ့ကျွဲယူမယ်ဆိုရင်တောင်းတစ်ထောင်လေးရပါမယ်အဲ့တော့နှစ်မျိုးပေါ့နော်ဘောင်းမီယူတဲ့သူတိုင်းကနှစ်ထည့်ကိုတောင်းတစ်ထောင်လေးရမယ်အင်းကြီးယူတဲ့သူတိုင်းက၃တယ်ကို၁၀၀ထောင်နဲ့ရမယ်။အင်းကြီးပဲ၃တယ်လုံးယူမယ်ဆိုရင်၃တယ်မှ၁၀၀ထောင်နဲ့ရမယ်။ဘောင်းမီပါပြီဆိုတာနဲ့ နှစ်မျိုးပဲရပါမယ်။ကြက်ဘောင်းဒီဆိုင်ကိုစိုက်တာယူလို့ရတယ်။အပေါ်ကအင်းကြီးကိုစိုက်တဲ့အင်းကြီးနဲ့ယူလို့ရတယ်။အဲ့တော့ဘာအင်းကြီးလေးတွေရမှာလဲဆိုတော့ဒီ HMN ဒါတထည်တဲ့ကိုတပေါင်းဝဲရောင်းတဲ့အင်းကြီးပါ။ဒါလေးနဲ့တွဲချင်းတွဲလို့ရတယ်။ဒီ crop dot လေးနဲ့တွဲချင်းလဲဆိုလဲဒီလိုနှစ်မျိုးယူရင်တောက်တထောင်။ဒီလိုနှစ်မျိုးယူချင်းလဲဆိုလဲတောက်တထောင်။ဒီလိုနှစ်မျိုးယူမယ်ဆိုလဲတောက်တထောင်။ဘောင်းမီပါတဲ့ဒီတိုင်းကနှစ်ထည်ပဲရပါမယ်နော်။နောက်ပြီးတော့ ဒီလိုတီရှပ်အနီလေးနဲ့ non style လေးနဲ့ယူမယ်ဆိုလဲတောင်းတထားဒီ bling bling blouse လေးနဲ့ style အမဲလေးနဲ့ယူမယ်ဆိုလဲတောင်းတထားအဲ့တော့ဒီ blouse လေးနဲ့ဒီ style အမဲလေးနဲ့ယူမယ်ဆိုလဲတောင်းတထားအဲ့တော့နှစ်မျိုးကိုတောင်းတထားရမယ့် item လေးတွေကိုပြန်ပြောပြပါမယ်เนาะအဲ့တော့ ။ဘောင်းမီကလည်းရှိတဲ့ site ပဲရပါမယ်။သူကတော့ style ပန်မှာကဗျာတို့အရန်အရန်ရောင်းရခဲ့တဲ့ပစ္စည်းပါ။ကဗျာမှာအခုအိတ်လေးတအိတ်ထွက်လာလို့ကဗျာလုပ်နေတာပါ။အဲ့တော့ခါးဆိုင်ရှိတဲ့လောက်ပဲရမယ်။ကက်တင်ဒီဆွဲသားမပါပါဘူး။အဲ့တော့ကိုကပုံမှန်ခါး28ဝတ်တယ်ဆိုရင်ခါး30 site ကိုယူပေးပါ။ကိုကပုံမှန်ခါး30ယူရဲဆိုရင်32 site ကိုယူပေးပါ။ကက်တင်အရန်ကောင်းတယ်ဆွဲသားမပါတာတခုပဲ။အဲ့တော့ ဒီအင်းကြီးလေးနဲ့ဒီဘောင်းကြီးလေးနဲ့တွဲယူမယ်ဆိုရင်တောင်းတစ်ထောင်နဲ့ရမယ်ဒီ blouse လေးနဲ့တွဲယူခြင်းနဲ့ဆိုလဲတောင်းတစ်ထောင်နဲ့ရမယ်เนาะအဲ့တော့ဒီ blouse လေးနဲ့ယူမယ်ဆိုလဲကိုကြိုက်တဲ့အတွဲလေးတွေကို screenshot လေးတွေရိုက်ပေးပါဒါလေးတွေဆို bling bling လေးတွေပါတထည်တဲ့ဟိုတော့မှတပေါင်းခွဲရောင်းတဲ့ဟာတွေကိုဘောင်းမီရောအင်းကြီးရောအတွဲကိုမှတောင်းတစ်ထောင်နဲ့ပေးထားတာပါဒါလေးဆိုလဲတစ်ထည်တဲ့ကို13500ရောင်းတဲ့ t-shirt လေးပါเนาะဒီလို t-shirt လေးကိုဒီလိုဘောင်းမီနဲ့တွဲယူမယ်ဆိုရင် တောင်းတစ်ထောင်နဲ့ရပါမယ်အဲ့တော့ဒီလို blouse လေးကိုနော်ချီဖွန်လေးပါရင်ဆိုင်နဲ့ပြောပြီးဝယ်ပေးပါဒီလို blouse လေးနဲ့ဝတ်မယ်ဆိုလဲတောင်းတစ်ထောင်နဲ့ရပါမယ်မဟုတ်ဘူးကျမတော့ hot shop ပဲဝတ်မယ်ဒီ premium crop top လေးနဲ့ဝတ်မယ်ဆိုရင်လဲဒီလိုလေးဝတ်မယ်ဆိုရင်လဲတောင်းတစ်ထောင်နဲ့ရပါမယ်နော်အဲ့တော့ဓာလေးတွေကချက်ပေါက်မှာ KP Fashion 3ဆိုတဲ့ချက်ပေါက်လေးကိုခင်ဗျာဒီဗီဒီယိုရဲ့အောက်မှာ link ချပေးပါမယ်။အဲ့ဒီရဲ့ page လေးမှာမှာပေးပါ။နောက်တစ်ခုခေါင်းဝင်လေးနဲ့ယူမယ်ဆိုရင်လည်း ဒီအိရှမန်ဘလင်းဘလင်းခါဝင်လေးနဲ့ယူကျင်တယ်ဆိုရင်လေဒီခါဝင်နဲ့ခုနပြသွားတဲ့အင်ဂျီတွေအကုန်လုံးနဲ့နှစ်မျိုးယူရင်တောက်တထောင်နဲ့ရပါမယ်နော်နှစ်မျိုးဒီခါဝင်တစ်ထည်တည်းပါအောင်ယူမယ်ဒီဘလော့ဆဲကလည်းတစ်ထည်ရပါမယ်နှစ်မျိုးကိုတောက်တထောင်နဲ့ရပါမယ်ဒါလေးတွေကအိရှမန်နော်လောဝါ HM quality ကောင်းတဲ့ bling bling dress လေးတွေပါပေါ့ပေါ့ပါပါနဲ့ဝတ်လို့ကောင်းတဲ့ dress လေးတွေအဲ့တော့ဒီကောင်ဝင်လေးနဲ့ဒီ shirt ဒီကူနာပြသွားတဲ့ blouse တွေနဲ့ နှစ်မျိုးပေါင်းယူမယ်ဆိုလဲ1000တောင်နဲ့ရပါမယ်။เนาะအဲ့ဒါနဲ့မယူခြင်းဘူးဒီကောင်ဝင်လေးနဲ့ယူခြင်းနဲ့ဆိုလဲဒီကောင်ဝင်လေးနဲ့ကြိုက်တဲ့အင်းကြီးနဲ့နှစ်မျိုးပေါင်းကို1000တောင်နဲ့ရပါမယ်เนาะ။နောက်တစ်ခုကဒီဂျင်းမောင်းကြီးလေးလိုခြင်းနဲ့ဆိုရင်လဲခါဆိုင်ပြောပြပေးပါယောက်ျားလေးရောမိန်းကလေးရောဝတ်လို့ရပါတယ်။ဒီဂျင်းမောင်းကြီးနဲ့ဒီဘလော့စ်နဲ့တွဲယူခြင်းနဲ့ဆိုလဲတောင်းတထောင်နဲ့ရပါမယ်เนาะအဲ့တော့ကိုကဒီဂျင်းမောင်းကြီးလေးယူခြင်းနဲ့ ဒီလိုမျိုးလေးနဲ့ဝတ်ချင်လဲဆိုလဲတစ်မျိုးတွဲကိုတောင်းတစ်ထောင်နဲ့ရပါမယ်ဒီဂျင်းမမီကိုကျမတော့ဒါနဲ့မဝတ်ချင်ဘူးဒါနဲ့ဝတ်ချင်တယ်ဆိုလဲတောင်းတစ်ထောင်နဲ့ရပါမယ်ဒါမှမဟုတ်ဒါတော့ကျမရဲ့အမျိုးသားအတွက်ကျမရဲ့သားအတွက်ကျမရဲ့မောင်အတွက်ယောက်ျားလေးကိုဝယ်ပေးမယ်ဆိုလဲဒါကယောက်ျားလေးယူပြီးတော့ကျမတော့စိုက်တဲ့အင်ကြီးလေးတစ်ထည့်အဆင်ပြေတဲ့အင်ကြီးလေးတစ်ထည့်ထည့်ပေးပါဆိုလဲတောင်းတစ်ထောင်နဲ့ရပါမယ်เนาะကျမပြောကတော့စိုက်တဲ့အင်ကြီးအဆင်ပြေတာလေးထည့်ပေးလိုက်ပါဘောင်းမီကိုတော့ခါဆိုင်လေးထောင်ထည့်ပေးပါဆိုလဲနှစ်မျိုးပါအောင်တောင်းတစ်ထည့်နဲ့ရပါတောင်းတစ်ထောင်နဲ့ရပါမယ်အဲ့တော့ 3မျိုးတောင်းထောင်ရမယ်အင်ဂျီရတော့ဂျီတွေကစိုက်တာယူ3မျိုးယူလို့ရပါတယ်အင်ဂျီ3ခဲ့ယူရင်တောင်းထောင်နဲ့ရပါမယ်အဲ့တော့အင်ဂျီတွေကြီးပဲ3ခဲ့ယူမယ်ဆိုတော့တောင်းတစ်ထောင်ဘောင်းမီသို့မဟုတ်ခေါင်းဝင်ပါမယ်ဆိုရင်2ထဲရမယ်တောင်းတစ်ထောင်เนาะအဲ့တော့ကြပြပြောတာလည်းလဲရှုပ်လားရှင်းလားတော့မသိရှင်းမယ်လို့တော့ထင်ပါတယ်ဒီအင်ဂျီလေးယူမလားဒီအင်ဂျီလေးဆိုဒီမှာเนาะဈေးပြပေးမယ်တထဲတဲကိုတောင်း3000ရောင်းလာပါရှင်အဲ့တော့တထဲတဲကိုတောင်း3000ရတာ ဒီအင်ဂျီလေးရဲ့ဒီအင်ဂျီလေးရဲ့ဒီထဲကစိုက်တဲ့အင်ဂျီကို၃တဲ့ယူလာနဲ့၁၀၀၀နဲ့ရပါမယ်เนาะ၃တဲ့ယူလို့ရတယ်၁၀၀၀နဲ့ရမယ်ရင်းစိုက်ပြောပေးရမယ်ပေါင်ချိန်ပြောပေးရမယ်เนาะအဲ့တော့ဒီကောင်ဝင်ဒီကောင်ဝင်သုံးမဟုတ်ဒီဘောင်းမီရင်းနဲ့တွဲယူခြင်းနဲ့ဆိုရင်เนาะ၂မျိုးယူလို့ရတယ်၁၀၀၀နဲ့ရပါမယ်ရှင်အဲ့တော့ကြဗျာဒီနေ့ပစ္စည်းလော့တွေအများကြီးများကြီးများကြီးဆွဲလာပါတယ်အယံကောင်းတဲ့ပစ္စည်းတွေတကယ်ကိုမှ ချီလီနေနေကြီးပဲဒီနေ့ယူလာပါတယ်အဲ့တော့နောက်နေ့နောက်နေ့မနက်ဖြန်ကြောင်းသားကဗျာပစ္စည်းရေစခွဲပါပြီနောက်ရက်တည်းဆိုတော့ကဗျာပစ္စည်းအသစ်တွေကိုလည်း live လေးတွေရောစိုင်းမာရောချပေးထားပါမယ်เนาะဒီနေ့ကတော့ဒါကဗျာအကျွေးဆက်တာပါတောင်းတထောင်နဲ့ ပေးကြလောလော3ထဲကို1000ထောင်နဲ့ယူမလား2ထဲကို1000ထောင်နဲ့ယူမလားကြိုက်တာယူပေးပါအဲ့တော့ဒီပေါင်းမီလေးကိုလည်းခါဆိုင်ပြောပေးပါဒီအင်ကြီးလေးလေးဆိုလည်းရင်ဆိုင်ပေါင်ခြင်းပြောပေးပါဒီပေါင်းမီကြိုက်တယ်ကြိုက်တဲ့အင်ကြီးထည့်ပေးပါဆိုလည်းအဆင်ပြေတယ်နော်ဒါကဗျာလေလှူခြင်းလို့ဒါသမိုင်းတကအပျော်စေခြင်းလို့လှုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ဟို3မျိုးလုံးတော့အဆင်ပြေခြင်းမပြင်မယ်2မျိုးလောက်တော့အဆင်ပြေတယ်ဆိုရင်ကျန်တဲ့2မျိုးကအဆင်မပြေလဲတွဲယူပေးပါလို့ပြောခြင်းပါတယ်3ထဲကို1000ဆိုတာအရန်တန်ပါတယ်ရှင်အဲ့တော့ KP Fashion 3 page မှာ order လေးတွေတင်ပေးပါ ဒီနေ့တော့ order လေးမဖြေပေးသေးဘူးမနေ့ကမနက်မှစပြီးဖြေပေးမယ်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါ KP ရဲ့၁၁၁၁အလှလေးဖြစ်ပါတယ်အခုချိန်မှာခင်ဗျားတို့တောင်းတထောင်နဲ့ကိုဒီနေ့သွားဝယ်တဲ့အင်ဂျီတောင်းတထောင်နဲ့ဘလို့မှမရပါဘူးရှင်အင်ဂျီတွေအကုန်လုံးကခင်ဗျားတို့ဒီနေ့ခင်ဗျားအထည်မရှိဘူးဆိုရင်ဟိုလောက်ရှိမယ်900ကျော်900ကျော်လောက်တော့900ကျော်တော့မကောက်ဘူးအများကြီးမအများကြီးပဲအဲ့ဒါတော့မှခင်ဗျားဒီနေ့ယူလာတာတော့မှ ထောင်ကနန်းနဲ့ရတဲ့အင်းရှိကောမရှိတဲ့လောက်ပဲဖြစ်သွားပါပြီเนาะအဲ့တော့ဒါလေးတွေက3ထည်ကောမှာတောင်းတစ်ထောင်2ထည်ကောမှာတောင်းတစ်ထောင်ဆိုတာကပေးခြင်းလုံးလုံးပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဟိုဘောင်းပီလေးအစဉ်ပြင်နေပြီဆိုလဲအင်းကြီးလေးအစဉ်မပြေလဲယူဝေးပါလို့ခုချက်ကတော့အရန်ကြီးများတာပေါ့เนาะအရန်နေရွေးချယ်အရန်နေကြီးများအာစိုက်ကဟိုကဖြစ်တယ်ဒီကဖြစ်တယ်ဟိုအင်းကြီးကဟိုပဲဒီကကြီးပဲဆိုအဲ့တော့ဒီဘောင်းမီတစ်ထည်နဲ့ကရမ်းတန်နေပါပြီလို့ပြောခြင်းပါတယ်တောင်းတစ်ထောင်အဲ့တော့အင်းကြီးကတော့လကားပေးတယ်လို့ပဲကိုနဲ့အစဉ်မပြေလဲသူများကိုပေးလဲလို့ရတယ်သူများကိုပူလိုက်လို့ရတယ်เนาะဒီဘောင်းမီတစ်ထည်တော့မှာကြရောရောင်းစေးက1800 2000လောက်ရောင်းတာပါရှင်အဲ့တော့ဒီဘောင်းမီတစ်ထည်နဲ့ တန်နေပါပြီဒီခေါင်းဝင်လေးနဲ့တန်နေပါပြီဒီချင်းပေါင်းဝင်လေးနဲ့တန်နေပါပြီเนาะအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင် KP Fashion 3 page လေးမှာ order လေးတွေတင်ပေးပါเนาะငါ့ထံတက်မှာဖြေပေးမယ်เนาะကြည့်ရှုတဲ့ပုံတိုင်းကိုကျေးဇူးတင်ပါတယ်ရှင် နောက် video မှာပြန်တွေ့ကြမယ်เนาะ bye bye